ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရာဇလံကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းစာရေးသူကုဖြူကြိုက်လက်ရေးသားထားတဲ့အညိုကြည့်တဲ့မိချောင်းကြီးဆိုတဲ့ဇလံကိုတင်ဆက်ပေးမှာပါဇလံမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တိုင်းမှာသိရှိစေဖို့အတွက်လည်း notification ခေါင်းလောင်းလေးကိုနှိပ်သွားကြပါဦးအညိုကြည့်တဲ့မိချောင်းကြီးအစအဆုံးအေယာဝေးတိုင်း ဘူကလေးမြို့နယ်ပိုင်းမိမ့်မလာကျုံအနီးနားမှာရှိတဲ့ရွာလေးတရွာကငါးဖန်ချင်းပိုက်ထောင်ချင်းစတဲ့ရေလုံငန်းလုတ်ကင်နေကြသူများနေထိုင်ကြတယ်။မိမ့်မလာကျုံနဲ့နေပြီးတော့ရေလုံငန်းကိုလုတ်ကင်ကြတဲ့အတွက်တရွာလုံးတနယ်လုံးကလည်းရေငန်ပိုင်းဥချင်းကြီးအားယုံကြည်ကိုးစားကြတယ်။ဝါထက်ချင်းနဲ့ဥချင်းကြီးအားကောက်ညင်းလက်ဖက်ထမ်းရဲ့အုံဒီကိုင်းရတို့ဖြင့်တင်မြောက်ပတာကြပြီးတော့အန်ရကင်းအောင်တိုင်တယ်ကြလိမ့်တယ်။ထိုနယ်တကြောတွင်မိเจ้าအလွန်ပေါ်တော်လဲ ဥကျင်ကြီးကိုအလွန်ယုံကြည်ကြပြီးတော့အမှားယွင်းမရှိလျင်မိကျောင်းဆွဲခံရခြင်းမရှိဟူ၍ယုံကြည်ကြတယ်။ဥကျင်ကြီးစီရီမိကျောင်းသည်ကျွန်းရဲ့အနီးအပါမှာရှိတဲ့ရွာများသို့လှက်ပတ်သွားလာနေတတ်လေတဲ့။ကျွန်းကိုပတ်နေပြီးတော့ပါရင်ကြာပုံတရံအဖြူကွက်ကြီးပါပါရှိသဖြင့်ကျွန်းပိုင်ကြီးပကွက်ကြားဟူ၍ခေါ်ကြတယ်။အွေအစားမှာအလွန်ကြီးမားလာပြီးတော့၂၂မှာ၃၀၀၀များရှည်လျားသော ပဲ့ထောင်ဆက်လီထပ်ပြီးပုံမှု၍ရှည်လျားသည်ဟူ၍မျက်မြင်တွေ့ဘူးတဲ့ကျောင်းစီယာလေးကပြောပြတယ်ထိုရွာတွင်ရေလုံငန်းကို လုတ်ကန်ကြတဲ့ဦးတန်းစိုးတို့မိသားစုကဥချင်းကြီးကိုတင်မြောက်ရန်အတွက်ကောင်းညင်းကွန်းရလက်ဖက်တို့နဲ့ပြင်ဆင်ကြလေတယ်ကိုတန်းစိုးတွင်ဇနီးမအေးမြနဲ့အသက်73နှစ်ခန့်ရှိတဲ့တာကြီးဖိုးဦးနဲ့အသက်9နှစ်ခန့်သာရှိသေးတဲ့တားငယ်လေးဖိုးထုတို့ရှိတယ်ကိုတန်းစိုးကဥချင်းကြီးတင်မြောက်ရန်အတွက် ပေါင်းထားတဲ့ကောင်းကျင်းပေါင်းကိုပကံထဲမှာထည့်၍ဇပွဲကုံပေါ်မှာတင်ထားပြီးတော့တခြားလိုအပ်တဲ့ကွန်းရလက်ဖက်စသည်တို့ကိုပြင်ဆင်နေတယ်အားလုံးပြီးစီးသွားတဲ့အခါမှာတော့မအေးများနဲ့တူအင်ချစ်သူထွက်၍ဥချင်ကြီးတင်သည်စင်ကလေးကိုပြင်ဆင်ကြပြန်တယ်တားကြီးဖြစ်သူဖိုးဦးကလည်းဝိုင်းဝန်းကူညီပေးတယ်ထိုချိန်တွင်ကိုတန်းစိုးဤတားငယ်ဖြစ်သူဖိုးထုကဥချင်ကြီးကိုတင်ရန်အတွက်ပကံထဲထည့်ထားတဲ့ကောင်းကျင်းပေါင်းများကိုနှက်ယူ၍စားတောက်တယ်ထို့သူစားနေသည်ကိုမဆမ်းမြင်မှလမ်း၍မြင်တွေ့လိုက်ရပြီးတော့ အိမ်ထဲသူအမြန်ဝင်လာကဖိုးထူအားအိမ်ချစ်သူခေါ်လာခဲ့လေတဲ့။တားငယ်ဖိုးထူကောင်းချင်းပေါင်းများကိုနှိုက်စားသည့်အကြောင်းကိုကိုတန်းစုဒေါသတကြီးထွက်ကကလေးအားရိုက်နှက်မိသို့သဖြင့်မပြောပြတော့ဘဲနဲ့နေလိုက်တယ်။ဒါကြောင့်မလို့ကိုတန်းစုလည်းအဖြစ်မှန်ကိုမသိဘဲနဲ့ဖိုးထူနှိုက်စားတဲ့ပကံလေးကကောင်းချင်းပေါင်းများဖြင့်ဥချင်းကြီးအားတင်းမြောက်လိုက်လေတော့တယ်။အဲ့လိုဥချင်းကြီးကိုတင်းမြောက်၍နှစ်ရက်မြကြာပြီးတော့နေအတိအကျဆိုရင်တည်င်းကျွန်းလာပြေကျော်9ရက်နေ့ နေ့လယ်၁၇နာရီကျော်ခန့်တွင်ငါးဖမ်းခြင်းလုပ်ငန်းများပြီးစီး၍ကိုတန်းစိုးကအိမ်ရှိမှရှိတဲ့ရှောင်းကလေးတဲသို့ရေစင်းချိုးနေလေတယ်။ရှောင်းလေးမှာတိတ်မကြဲလာသဖြင့်အနက်ကလည်းလူကြီးရင်ဆိုးလောက်သာနဲ့တင်ထိုရှောင်းလေးတဲတွင်ကိုတန်းစိုးတို့တရွာလုံးရေစင်းချိုးကြလေရှိတယ်။ကိုတန်းစိုးရှောင်းလေးတဲကိုဆင်း၍ရေချိုးပြီးတော့ခဏအကြာမှာတောက်ဝုံဝုံတဖြောင်းဖြောင်းနဲ့အာအမလေးကဲကြပါအောင်အဲ့လိုချောင်းလေးကကိုတန်းစိုးရဲ့နာကျင်ထိတ်လန့်တဲ့အော်တန်း ရေလိုင်းပုတ်တံများကြောင့်မအေးမြစိုးရင်သွားရပြီးချက်ပြုတ်နေင်းကနေအင်းရှိချောင်းလေးစီသူအပြေးလွားသွား၍ကြိလိုက်လေရာချောင်းထဲတွင်အလွန်ကြီးမားလာတဲ့မိချောင်းတစ်ခေါက်မှာကိုတန်းစိုးအားကြိုက်ခဲနေသည်ကိုတွေ့လိုက်ရသဖြင့်စိုးရင်ထင်လန့်သွားပြီးပဝင်းကျင်သူအော်ဟစ်အကူကြီးတောင်းမိနေလေတော့တယ်လာကြပါဦးဒီမှာကိုတန်းစိုးမိချောင်းဆွဲနေလို့ကဲကြပါဦးမအေးမြရဲ့အော်တန်းကြောင့်ပဝင်းကျင်ကလူများရောက်ချီလာကြပြီးတော့ဟဲ့အေးမြဘာဖြစ်တာလဲဘယ်မှာလဲမိချောင်းကြီးရ ဟိုဟိုမာလီကုတန်းဆိုမိချောင်းကြီးဆွဲနေတာလုလုလုပါအောင်ကဲပါအောင်ဟာလုံးကြပါအောင်ဟေးဟေးမအေးမြညွှန်ပြရာရှောင်းတဲ့သူရွာသားများကြည့်လိုက်ရာမိချောင်းကြီးနဲ့ကုတန်းဆိုတို့အားတွေ့ရှိသွားပြီးတော့တချို့ကမိချောင်းကြီးအားအော်ဟစ်ရှောက်လန့်နေတချို့ကလည်းဒုံများခဲများနဲ့ပြစ်ခတ်ကြတယ်ထို့အခါတွင်မိချောင်းကြီးမှာကုတန်းဆိုအားလွတ်ထားခဲ့ပြီးတော့ရေအောက်သို့ငုတ်ချူပြောက်ွယ်သွားလေတော့တယ် ထိုခါမှရွာသားများချောင်းနဲ့သူဆင်းလို့ကုတန်းစုအားဆဲယူပြီးတော့ကုန်းပေါ်သူတေလာခဲ့ကြတယ်ကုတန်းစုမှာတတိလိမေမျောနေပြီးတော့ခါအောက်ပိုင်းတွင်မိချောင်းအကိုက်ခံထားတဲ့ဒဏ်ရာများကသွေးများ ရွှဲလို့နေပါပြီဟလေလှုပ်ကြပါဦးကျမယောက်ျားဘာများဖြစ်သွားလဲဒဏ်ရာတွေရလဲအများကြီးပဲဒဏ်ရာခါအောက်ပိုင်းမှာပဲအသက်အန္တရာယ်တော့မစိုးရင်ရပါဘူးဒါမဲ့ကြာရင်သွေးထွက်လုံပြီးတော့ဒုက္ခရောက်လိမ့်မယ်စိတ်ယုံပို့ဖို့လှုပ်ကြလူကြီးများကပြောသဖြင့်မိချောင်းကိုက်တဲ့ဒဏ်ရာများကို သွေးထွက်နေစဉ်ရန်အတွက်အဝိစာများဖြင့်စီး၍ဘိုးကလေးမျိုးမှာရှိတဲ့စေယုံတို့ပို့ဆောင်ကြလေတဲ့စေယုံတို့ရောက်တဲ့အခါဆရာဝန်များရဲ့စ조사ကုသမှုကြောင့်ကိုတန်းစိုးသတိပြန်ရလာတယ်။ကိုတန်းစိုးတက်တာလာသည့်အချိန်တွင်ဥတာအေးကမေးမြန်းကြလေတဲ့။တန်းစိုးငါတို့မိဘဘိုးဘွားတွေလက်ထက်ကလေးကတို့ရွာမှာအခုလိုမိချောင်းအကိုက်ခံရတယ်ဆိုတာမကြားဘူး။အခုမှအမားညွန်းနေလုံမိလို့နေမယ်။မိဘအမားတွေလုံမိသေးလေ။ဘာအမားမှမလုံမိပါဘူးဦးကြီးယား။ တနေ့မှာပဲဥချင်ကြီးတင်လိုက်သေးတယ်။ဘာကြောင့်အခုလိုဖြစ်ရလဲဆိုတာတော့မစင်စားတတ်တော့ဘူး။အမာရုံမရှိဘဲနဲ့တော့အခုလိုဖြစ်စရာအကြောင်းမရှိဘူး။ပြီးတော့ဒီချောင်းထဲမှာမိချောင်းဝင်ပြီးတော့လူကိုကိုက်ခဲတယ်လို့တကားမှလည်းမကြဘူး။မင်းတေချာစဉ်းစားကြည့်ပါဦး။ကျွန်တော်တော့တကယ့်ကိုအမာရုံမလုပ်မိပါဘူးဗျာ။ဟဲ့အင်းမြနင်ရောဘာလုပ်မိသေးလဲ။အဲဟိုဟိုဟိုလေဟဲ့ဟိုလေဘာလုပ်နေနေ။ဘာလုပ်မိတာလဲ။နင်ဘာအမလုပ်မိထားသေးလဲ။တေချာပြောစမ်း။ ဒါမှတောင်းမှန်တင်တာတောင်းမှန်လို့ရမှာဟုတ်ကဲ့ဦးကြီးဟိုဟိုနေရဦးချင်းတင်မဲ့ကောင်းချင်းပေါင်းနေဟူတားငယ်ဖို့သူနှိုက်စားတယ်အဲ့ဒါကိုတန်းဆူစိတ်ဆိုးမှဆိုးလို့ကျမကမပြောဘဲနဲ့နေခဲ့တာပါဘာဦးချင်းတင်မဲ့ကောင်းချင်းပေါင်းဟူခလေးရနှိုက်စားတာတီတီကြီးနဲ့ဟိုဒီတိုင်းပဲတင်လိုက်တာလားဟာဟာငါထင်နေအမားရင်မရှိဘဲနဲ့တော့အခုလိုဖြစ်စရာအကြောင်းမရှိပါဘူးဆိုတဲလဲမိုက်တာကိုခလေးနှိုက်စားမိမှန်သိရင်တောင်းမှန်ပြီးတော့နောက်တနေ့အစ်စ်ပြန်တင်ပါလားအခုတော့မဖြစ်တင်တာတွေဖြစ်ကုန်ပြီ ကျွန်မလည်းကိုတန်းစိုးစိတ်ဆိုးပြီးတော့ခလေးကိုရိုက်မှဆိုးလို့မပြောမိတာပါကဲဖြစ်ပြီးမှတော့လည်းဘဲတက်နိုင်ပါလေဒါပေမဲ့တန်းစိုးစိတ်ုံကစင်းပြီးရွာရောက်ရင်တေချာပေါက်ပြန်ပြီးတော့တောင်းပန်ပြီးအစ်စ်တင်းမြောက်လိုက်ကြကြလားဟုတ်ကဲ့ဦးကြီးကိုတန်းစိုးလည်းစိတ်ုံမှာ15ရက်ခန့်မြောက်စေးကူတမှုခံယူပြီးတော့ရွာတို့ပြန်လာခဲ့တယ်အဲ့နောက်မှာတော့စိတ်ုံမှာပြီးတဲ့စေးတွေကိုတောက်ချင်းတန်းရများစေးထည့်ခြင်းများပြုတ်လုပ်ပြီးတော့တဖြည်းဖြည်းနဲ့တက်တာပြောက်ကင်းလာခဲ့တယ် ထို့ခါမှာတော့ဦးချင်းကြီးအားတောင်းပန်ရမည့်ကိစ္စအားမေ့လျော့ထားခဲ့မိလေတဲ့ထို့ဖြစ်ရဖြစ်ခဲ့ဒီမှာတနစ်ခန့်ရှိခဲ့လေပြီးတော့ကိုတန်းစုလိုလည်းမိမိပြပြောင်းနဲ့ဖြစ်နေကြပြီဖြစ်တယ်ထို့သူနေလာရင်းကနေတည့်ရမှာတော့ကိုတန်းစုရဲ့သားကြီးဖိုးဦးမှာရှောင်းတဲ့သူဆင်း၍ရေရှိုးနေတဲ့အချိန်ကနေ့လယ်၁၇နာရီခန့်ထို့အချိန်မှာကိုတန်းစုကအိမ်ရှိတွင်ငါဖမ်းသည့်ပိုက်များကိုအပေါက်အပြင်းများဖားထီးနေပြီးတော့မဆမ်းမြင်မှာမိဖို့ကြောင့်တင်းမှာထမင်းဟင်းများရှက်ပြုတ်နေလေတဲ့ တဝိုးနဲ့အမေကဲပါအောင်မြာခဏမြာကြတွင်ရှောင်းလေးတဲကရေလိုင်းတံများနဲ့တူတာကြီးဖိုးဥရဲ့ကြောက်လန့်တကြားအော်ဟစ်တံများကြောင့်ကိုတန်းစိုးနဲ့မအေးမြတို့စိုးရင်သွားကြပြီးတော့ရှောင်းလေးစီတို့အပြေးလွှားနဲ့သွားကြတယ်။ကျောင်းသားတို့ရောက်တဲ့အခါမှာတော့တာကြီးဖိုးဥအားမိချောင်းကြီးတကောင်မှကြိုက်ခဲနေတာကိုတွေ့လေရလို့ကိုတန်းစိုးမှစိုးရင်လွန်ပြီးတော့ကန်းနဖူးကနေထောင်ထားတဲ့လှော်တက်ကိုဆွဲယူကရေထဲသူစင်းကမိချောင်းကြီးအားရိုက်နှက်ရှောင်းလန့်လေးတဲ့ မအေးများကလည်းပတ်ဝန်းကျင်သို့အော်ဟစ်အကူအညီတောင်းနေအမလီလှုပ်ကြပါဦးချင်းကျမသားလေးကိုမိကြောင်ဆွဲမြမြည်ကဲကြပါအောင်မအေးများရဲ့အော်တန်ကြောင့်အနီနာပတ်ဝန်းကျင်ကလူများရောက်လာပြီးတော့ကြိချူကြတဲ့အခါမှာတော့အလုံးမဲအံ့ဩထိတ်လန့်သွားကြတယ်ဟာဟိုမှာမိကြောင်ကြီးပဲအေးဟုတ်တယ်ဟာမနေ့ကတန်းဆူကိုကြိုက်တဲ့မိကြောင်ကြီးပဲဟာဟုတ်တယ်ဟေးဒီကောင်ကြီးပဲဟာလှုပ်ကြပါအောင်ထို့သောနဲ့အံ့ဩတကြီးပြောဆိုကြပြီးမိကြောင်ကြီးအားဝိုင်းဝန်းချောင်းလန့်မုန်းထုတ်လိုက်ကြပြီးတော့ မောင်ဖိုးထူလေးအားကုန်းပေါ်သို့တဲဆောင်လာခဲ့ကြတဲ့ကုန်းပေါ်သို့ရောက်တဲ့အခါရွာသားများကမိချောင်းကိုက်ထားတဲ့ဒဏ်ရာများကိုမြင်တွေ့ရသောကြောင့်ပို့ပြီးတော့အံ့ဩသွားကြတယ်။ဖိုးဦးအားမိချောင်းကိုက်သည့်ဒဏ်ရာများမှာခါအောက်ပိုင်းတွင်သာဖြစ်ပြီးတော့မနစ်ကကိုတန်းဆိုးအားကိုက်ခဲ့တဲ့ဒဏ်ရာများနဲ့တူနေသောကြောင့်ပင်ဟာမနစ်ကတန်းဆိုးကိုကိုက်တော့ကလေဒဏ်ရာတွေရတပုံစံနဲ့ပါလားပြီးတော့လေတန်းဆိုးကိုကိုက်တဲ့မိချောင်းကြီးပဲတော်တော်ထူးဆန်းနေပါလားအေးဟုတ်တယ်ဟာတန်းဆိုးတော့ကလေခါအောက်ပိုင်းပဲအခုဖိုးဦးကိုလေကိုက်တာခါအောက်ပိုင်းပဲ တားလေးမင်းကျမတားလေးကိုခေါ်လို့မရတော့ကြေကြပါဦးခလေးကအသက်အန္တရာယ်မစိုးရင်ရပါဘူးအကြောက်နုံးနာရေရင်မုန်းနာရေကြောင့်တတိလစ်နေရပါတော်ကြနေကလေးတန်ရာတွေကသွေးထွက်လွန်နေုံပဲစိတ်ယုံပို့ပို့မြင်မြန်ပြင်ကြတော့ကိုသားအေးရဲ့စကားကြောင့်ရွာသားများကမောင်ဖိုးထူအားဆက်လီဖြင့်ဘိုးကလေးမျိုးစိတ်ယုံသူပို့ဆောင်ကြတယ်ဆက်လီနဲ့တောင်းနေရင်းကနေဟာတားနေနေပါဦးမနေ့ကတန်းဆူကိုကြိုက်တုံးကဒီနေ့ဒီအချိန်ပဲမလားတယောက်ကပြောလျာတခြားသူများလည်းစဉ်းစားလိုက်ကြပြီးတော့ဟာမှတ်မိပြီး ဟုတ်တာပေါ့မနေ့ကတန်းဆိုးမိချောင်းကြိုက်တုံးကလေတရင်ကျိုလာပြေကျော်9ရက်နေပဲအခုအဲ့ဒီနေပဲတရင်ကျိုလာပြေကျော်9ရက်နေအတော်လေးထူးဆန်းနေပြီတားဖားနှစ်ယောက်ကိုတနစ်ပဲရှာပြီးတော့တနေ့တည်းမှာပဲတချိန်နဲ့မိချောင်းတကောင်ကပဲကြိုက်သွားတာပြီးတော့ကြိုက်တဲ့ဒဏ်ရာတွေအစတူနေတာပဲအေးဟုတ်တယ်ဟာဒါဆိုရင်မိချောင်းကြီးကအညိုးထားပြီးတော့ကြိုက်သွားတာပဲဒါနဲ့ဟဲ့အောင်တန်းဆိုးမင်းဥချင်းကြီးကိုတောင်းပန်ပြီးတော့ပြန်ပြီးတော့တင်မြောက်ပြီးပြီလား မတောင်းပန်ရသေးဘူးဦးကြီးကျွန်တော်လည်းမေ့နေတာဟာမင်းတို့ကလည်းတဲခတ်တဲ့ကောင်းဒီပဲကွာမနစ်ကရေကပြန်တီးပြီးတော့တောင်းပန်လိုက်ပါလို့တေချာမှားထားရင်းနဲ့ကွာအခုတော့မင်းသားကိုကြိုက်ခံရပြန်ပြီငါတတိပေးနေတာနှစ်ခါရှိပြီနောက်တစ်ခါအသက်အန္တရာယ်စိုးရင်ရလိမ့်မယ်အခုရပိုင်းအတွင်းတေချာတောင်းပန်ပြီးတော့ပြန်တင်လိုက်လှုပ်ဖြစ်အောင်လှုပ်တော့ဟဲ့အေးမြောင်ကြားလားဟုတ်ကဲ့ဒီတစ်ခါတော့တေချာတောင်းပန်ပြီးပြန်တင်လိုက်ပါမယ်ဦးကြီးဟုတ်ကဲ့ပါဦးကြီးတေချာပြီးတောင်းပန်လိုက်ပါမယ်ကျမမှားခဲ့တာပါရှင်ကျမမှားခဲ့တာ အခုတော့ကျမသားလေးဒုက္ခရောက်ပြီကိုတန်းဆူးနဲ့မအေးမြတို့လေသားလေးအားငိုယိုကဂတိပေးလိုက်ကြတယ်ဥသာအေးအားငိုယိုရင်းကနေဂတိပေးလိုက်ကြတယ်စေယုံတို့ရောက်တဲ့ခါမှာတော့ဆရာဝန်များနဲ့တခြားဝန်ထမ်းများကလည်းအကြောင်းစုံမေးမြန်းသိရှိကြပြီးတော့အံ့ဩထိတ်လန့်နေကြတယ်အဲ့နောက်မှာတော့မောင်ဖိုးထုရဲ့တရားများကိုတေးချစွာဂယုဆိုင်၍ကုသပေးတယ်ဒါကြောင့်ဆယ်ရက်ခန့်အတွင်းမှာပဲတက်တာလာပြီးရွာတို့ပြန်လေခေါ်ဆောင်လာခဲ့တယ်။ရွာတို့ပြန်ရောက်တဲ့အခါမှာတော့ကိုတန်းဦးနဲ့ မအေးများတို့လည်းကောင်းချင်းပေါင်း၉၀၀လက်ဖက်တို့ကိုတေချာကယူဆိုင်ပြင်ဆင်ပြီးတော့ရင်းငံပိုင်ဥချင်းအီအားတင်မြောက်ခါတောင်းပန်လိုက်ကြတယ်။ထို့သို့တောင်းပန်ပြီးနောက်နေ့များတွင်မြည်တီအန်ရီမှကြုံတွေ့ရခြင်းမရှိတော့ပါ။သို့တော်လည်းရင်းငံပိုင်ဥချင်းအီတင်မြောက်မယ်ကောင်းချင်းပေါင်းအားကလေးမှနှိုက်စားမိသည်ကိုသိရှိတော့လဲပြန်လည်းမတောင်းပန်ခဲ့တဲ့အတွက်မိချောင်းကြီးတကောင်ထဲမှာတာဖာနှစ်ယောက်အားတစ်နှစ်ရှာ၍တစ်နှစ်နဲ့တစ်ချိန်နဲ့တစ်နေရာထဲမှာပင်ကြိုက်ခဲသွားတဲ့အကြောင်းကိုတော့ ထိုနယ်တကျောမှာ ပြောစမှတ်တွင်ခဲ့ပါတော့တယ်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရေးသူ ကိုဖြိုးကြိုက်လက်ရေးသားထားတဲ့အညိုကြီးရဲ့မိချောင်းကြီးဆိုတဲ့ဇလန်းပြည့်အမှန်အစဆုံးပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှလည်းကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလန်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျွန်တော်ကကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ